ဖြစ်တဲ့ Digital Education and Technological Learning ဆိုတဲ့အကြောင်းအရာလေးကိုပထမဦးဆုံးအနေနဲ့ပြပြပေးချင်ပါတယ်။ဒါကတော့အင်တာနက်ရတဲ့ဘယ်နေရာမှာမဆိုလူတိုင်းလေးလာသိယူနိုင်တဲ့အတွက်ကြောင့်မလို့လူတိုင်းလေးလာသိယူသင့်တဲ့နာဂတ်ပညာရေးအတွက်အခွင့်အလမ်းတစ်ခုလို့ကျွန်မယူဆမိပါတယ်။ဒီနေ့ခေတ်မှာဆိုလို့ရှိရင်အင်တာနက်နဲ့ AI နည်းပညာတွေကလည်းပြောင်းလဲတိုးတက်လာတဲ့အတွက်ကြောင့်မလို့ online learning တွေ AI assisted learning တွေကိုအသုံးပြုပြီး digital ပညာရေးနဲ့နည်းပညာတွေကိုသင်ယူစေခြင်းပဲဖြစ်ပါတယ်။ဥပမာ e-learning platform Google, ChatGPT အစရှိတဲ့ AI tools တွေကနေလေ့လာသင်ယူစေခြင်းပဲဖြစ်ပါတယ်။ဒီလို online ပေါ်ကနေဒီပညာတွေကိုလေ့လာသင်ယူစေခြင်းဟာအချိန်ကုန်သက်သာစေတဲ့၊လူပင်မဲ့သက်သာစေတဲ့အပြင်ပုံမထီရောက်မြန်ဆန်စေတဲ့အတွက်ကြောင့်မို့လို့နာဂတ်ပညာရေးအတွက်ကောင်းမွန်တဲ့ခွင့်လမ်းတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့မိဘတွေကိုနိုင်ကလည်းပဲဒီလိုမျိုးနာဂတ်ပညာရေးအကြောင်းအရာတွေကိုသိရှိနေဖို့ရာလိုအပ်တယ်လို့စခရင်တိုင်းကိုလည်းပဲထိန်းချုပ်ပေးဖို့ရာလိုအပ်တယ်လို့ကျွန်မအနေနဲ့ယူဆမိပါတယ်။ နံပါတ်2ကြောင်းရာကတော့ soft skill and critical thinking နဲ့ပတ်သက်တဲ့သင်ကြားမှုတွေကိုလေ့လာကြည့်ခြင်းပဲဖြစ်တယ်။ဒီလို soft skill လို့ခေါ်တဲ့လူမရေးဆိုင်ရာနဲ့ကိုယ်ပိုင်ရည်ချင်းတွေကိုတိုးတက်လာအောင်လေ့လာသင်ကြားပြီးမယ်ဆိုရင်အနာဂတ်မှာလူမှုစဆန်ရေးတွေ၊ခေါင်းဆောင်မှုပညာရေးတွေနဲ့အချိန်စီမံခန့်ခွဲနိုင်မှုစရှိတဲ့ရည်ချင်းတွေလည်းတိုးတက်လာမှာဖြစ်တယ်။ critical thinking ဆိုတဲ့အကြောင်းအရာတွေကိုလေ့လာသင်ယူထားခြင်းကြောင့်ကလေးတွေကအကြောင်းအရာတစ်စုံတစ်ခုကို မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းနေမိမိကိုယ်တိုင်ဖြစ်ရှင်းနိုင်စွမ်းနေလဲတိုးတက်လာမှာဖြစ်တယ်။ဥပမာပြဿနာတစ်ခု ဖြစ်လာပြီဆိုရင်တော့မှပဲတိတိချာချာနည်း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 တွေးတော်ပြီးတော့မှဖြစ်ရှင်းမယ်။နီလန်းတစ်ခုနဲ့ဖြစ်ရှင်းမရရင်နီလန်းပေါင်းစုံကနေဖြစ်ရှင်းလာနိုင်မယ်ဒီလိုမျိုး problem တွေကို solve လုပ်နိုင်နိုင်မယ်ဒီလိုရေချင်းနေရှိဖို့ရာအတွက်ကငယ်စဉ်တည်းက လိလာတင်ယူထားပြီးတော့လိုက်နာကျင့်သုံးမှသာလျှင်မိမိရဲ့ career အတွက်အဆင်ပြေတယ်။ဒါကြောင့်မလို့ soft skill နဲ့ critical thinking အားလည်းပဲအနာဂတ်ပညာရေးအတွက်ရေးပါတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။